ဟုတ်ကဲ့ကျွန်တော်ကဒီလက်ရှိနေထိုင်တာကတော့လက်ကူတိုင်းဓာပိန်ကြီးရွာမှာနေတာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ပြည်ဖြိုးအောင်အခုကျွန်တော်ကတော့ဒီဟိုမိုးချစ်စကြမာယာလီမြအဖွဲ့မှာလိုက်လာရောက်ကပြဖြောပြရင်းနဲ့အခုလိုဆွေနေပွဲနဲ့တွေ့ဆုံလို့ပေါ့နော်ဒါကျွန်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ကျွန်တော်တို့ဒီလက်ကူတိုင်းဓာပိန်ကြီးရွာမှာကြုံတွေ့နေရတဲ့အရာလေးတွေနဲ့ကျွန်တော်ပြောပြချင်တာပါနံပါတ်1ဘာလဲဆိုတော့ပညာရေး ပညာရေးမှာအခုကျွန်တော်တို့စီမှာဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့9လပိုင်းလောက်တုန်းကကျွန်တော်တို့ရုပ်ွက်ထဲရခလေးလေးကိုကျွန်တော်ကျွန်တော်ကလက်ရှိကိုရရောင်းတာကိုရရောင်းတာအခုစီးပွားရေးအဆင်မပြေလို့ကျွန်တော်ဒီအမှုပညာလုပ်ကိုပြန်လုပ်တာပေါ့နော်အဲဒီအချိန်မှာအဲ့ခလေးလေးတရားကိုကျွန်တော်ဆိုင်မှာလုပ်ဖို့ကျွန်တော်ခေါ်လိုက်တယ်ကျွန်တော်တို့ရုပ်ွက်ထဲရအတိမိတ်ဆွေခေါ်လိုက်တဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့အဲ့ဒီခလေးလေးက ကျွန်တော်သူ့ကိုဒီကြောက်အပ်တဲ့ကိစ္စတွေဒီအဝတ်စားတွေဘာညာကျွန်တော်အကုန်ဝယ်ပေးမယ်ကျွန်တော်စီမှာလုံးလို့ပြောတော့အားနဲ့ကျွန်တော်တို့ဒီ6လပိုင်းမှာကြောက်စားတက်ကောကြောက်နေစားဖွင့်ပြီးတက်တဲ့အချိန်မှာခလေးလေးကကြောက်ဝပြန်လာပြီးတော့ကျွန်တော်ကသူဆိုင်ကိုရောက်တဲ့အချိန်မှာညီလေးလို့မင်းစာချက်လေးလို့ကြက်စရာပါလားဆိုတော့ပါရယ်ကိုကြီးတဲ့ပါရယ်မင်းစာချက်ဆိုတော့ကျွန်တော်ကသူ့ကိုကြည့်နေတယ်စာလဲတစ်လုံးမှမဖတ်ဘူး မဖတ်ဘူးဆိုတော့ဟဲ့အောင်မဘာလို့စာမကြက်တာလဲဆိုတော့ကျွန်တော်ဗမာစာလုံးဝမတက်ဘူးတဲ့၆တန်းအရွယ်ပေါ့ဟိုခုနဟိုဒီဘက်ကအမပြောသွားသလိုပေါ့ဒီကျောင်းမှာပတ်သက်ပြီးတော့ကာယဆိုကာယဒီ physics ဘိုင်းဆိုင်ရာဆို physics ဘိုင်းဆိုင်ရာအဲ့လိုမျိုးလေးလုတ်ပေးမဲ့အတူတူအဓိကအားဖြင့်ကျွန်တော်ကတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့တေးသေးချာချာဂယုတစိုက် လုတ်ပေးစေခြင်းဘို့ကျွန်တော်ပြောကြားခြင်းလေဘာဖြစ်လို့လဲဆိုတော့အခုကခလေးတွေကကြောင်းသွားတယ်သွားတာပဲရှိတယ်ပြန်လာတယ်သူတို့အိမ်ကိုပြန်ရောက်လို့နင်တို့ဘာတက်လဲမင်းကျွန်တော်ဘာမှမတက်ဘူးမမစားတော့မပေါင်းတက်ဘူးဆိုတော့ကျွန်တော်တော်တော်လေးကိုအံ့ဩရတယ်ပေါ့နော်ကျွန်တော်တို့ခက်ကဆိုလို့ရှိရင်ကျူရှင်မတက်ပဲနဲ့ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်ကိုနီးကိုဟန်နဲ့စူးစမ်းခဲ့ရတာရှိတယ်အခုဒီနှစ်မှာက ကလေးတွေကကျူရှင်တက်မစဖတ်တက်မယ်ဆိုတဲ့အတိတ်ပဲတွေပေါ်လွင်နေတယ်အားလည်းကျွန်တော်သူ့ကျူရှင်မှာထားပေးရတယ်ထားပြီးတော့ကျူရှင်တက်တော့လေမြမစာကိုတက်လာဆိုတော့လေသူမတက်သေးဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးလည်းရှိတယ်ဟိုနောက်တစ်ခုကကျတော့ကျွန်တော်တို့ကျမ်းမာရေး ဟိုပြောမယ်ဆိုရင်ကျွန်တော်ဒါပြည်သူတွေဒီအမားတို့ဆရာမတို့ရှေ့မှာကျွန်တော်မဆက်မကြောက်ပြောမယ်ဆိုကျွန်တော် ARD တောင်းနေတဲ့လူတယောက်ပေါ့နော်ကျွန်တော်တို့အခုလက်ရှိဒီစေးတောင်းနေတဲ့အချိန်မှာဘလို့ရင်ဆိုင်ခက်ခဲတွေတွေ့ကြုံနေရလဲဆိုတော့ကျွန်တော်တို့အရင်တော့က NGO တွေမှာစေးထုတ်ပေးရတဲ့အတွက်အရန်တွားရောက်ထုတ်ရတာလွယ်ကူတယ်ဟိုနောက်ဆုံး NGO တွေကကျွန်တော်တို့ပြန်လို့ရှိရင်လမ်းစရိတ်ကအစထောက်ပံ့ကြေးလေးတွေကျွန်တော်တို့လုပ်ပေးတယ်အခုချိန်မှာသူတို့ကကျွန်တော်တို့ဘလို့လုပ်လဲဆိုတော့ အစိုးရကိုအကုန်လွှဲတယ်အစိုးရဆိုတာတော့ဗျာဟိုကျွန်တော်တို့စေယုံကြီးဆိုတာလူပေါင်းစုံလာတယ်ကိုပဝင်းကျင်ကိုရက်ွက်တဲ့ကိုဆွေမျိုးသားချင်းတွေလာတဲ့အခါကျတော့ကျွန်တော်တို့မှဒီစေယုံဝင်းကြီးရဲ့ဝင်သွားလို့ဒီဌာနကြီးရဲ့ကိုတက်သွားပြီဆိုရင်ကိုရဲ့ပဝင်းကျင်အနေနဲ့ဟာဒီကောင်လေးကဓာဖြစ်နေတာလားဒီယောဂါတယ်လားဒီအစေးတောက်နေတာလားဆိုတော့ကိုရဲ့အဆက်သိက္ခာပေါ့နော်အဲ့ဒါလေးပါကျွန်တော်တို့ထိခိုက်နေရတယ်အဲ့ဒါလေးတွေကိုကျွန်တော်က ဟိုဘလို့များလုတ်ပြီးဖို့ကျွန်တော်စီစဉ်မှုရှိမလဲဆိုတာကိုဒါကျွန်တော်မေးခွန်းလေးထုတ်ပေးချင်တာပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုကျေးဇူးပါရှင်ဒါတကယ်ပြည်သူလူထုထဲမှာရှိနေတဲ့လက်တွေ့ရင်ဆိုင်နေရတဲ့ပြဿနာတွေဖြစ်ပါတယ်ကျွန်တော်တို့ပါတီရဲ့မူဝါဒကတော့လေအဲကျမတို့ကအစိုးရတရားထင်ရနေပြီးတော့မှလူမှုရေးပညာရေးကျန်းမာရေး အကုန်လုံးကိုမဆောင်ရွက်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီအရက်ဖက်ဖွဲ့စည်းတွေပေါ့နော်အရက်ဖက်ဖွဲ့စည်းတွေရဲ့အခန်းကဏ္ဍဟာအရေးကြီးတယ်ဆိုတော့မူဝါဒကျွန်တော်တို့မှာရှိပါတယ်ရှင်အဲခုန ART တောက်တဲ့ပေါ့နော်ဒါလေးဆိုလို့ရှိရင်ကျွန်မတငယ်ချင်းတွေလည်းဆရာဝန်တွေဖြစ်တော့သူတို့ကဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ NGO မှာလောက်ကြပါတယ်။လောက်ကြတော့တငယ်ချင်းတွေစီကသိရတာကတော့သူတို့ကတော့ဟို TB ယောဂါပေါ့။ TB နဲ့အဲဒီဒီဟိုဟာပေါ့ရှင် HIV ပေါ့ရှင်။ ဆိုလို့ရှိရင် စေကန်းနေနဲ့ NGO တွေနဲ့အဲစာချုပ်ချုပ်ထားပါတယ်စာချုပ်ချုပ်ထားဆက်သွယ်ထားတယ်ပေါ့နော်ဆက်သွယ်ပြီးစာချုပ်ချုပ်ထားတယ်ပြီးလို့ရှိရင်သူတို့စေကန်းမှာလာပြတဲ့လူနာတဲကနေပြီးတော့မှ TV လို့တန်တရာရှိတဲ့လူနာအဲဒါမှမဟုတ်လို့ရှိရင် HIV ယောဂါရှိနေတဲ့တန်တရာရှိတဲ့လူနာလို့ထင်လို့ရှိရင်ထင်လို့ရှိရင်ဒါသွေးစစ်တာတလိပ်စစ်တာအစသဖြင့်ပေါ့နော်စစ်ဆေးမှုတွေလုပ်ဖို့လို့အတွက်ကို NGO ကနေပြီးတော့မှကြာခံပေးတာဖြစ်ပါလိမ့်ရှင် အဲဒီအရက်ဖက်အဖွဲ့စည်းတွေပေါ့နော် NGO ကကြာခံပေးတယ်အဲတကယ်လို့ TV လို့အဲစစ်စေးပေါ်ပေါက်လို့ရှိရင် TV ဆိုတာတော့ဆေးက6လတို့9လတို့တောက်လာတာဆိုတော့ဒီဆေးကိုလည်း NGO တွေကကြာခံပေးတာဖြစ်ပါလေရှင့်အဲ့ဒါတစ်ခုပါ